မတ်လ20ရက်နေ့ကစပြီးလွိုက်ကော်စီဆိုင်လမ်းမကြီးကိုခီးသွားလာတာတွေမလုပ်ဖို့ KNDF ဖြူဟာအမှတ်1ကတတိပေးစာထုတ်ပြန်ထားပါတယ်။ဘာကြောင့်တတိပေးစာထုတ်ပြန်ရလဲဆိုတော့ Morris ကပြောပြပေးမှာပါရှင်။ခရနီပြည်နယ်လွိုက်ကော်စီဆိုင်လမ်းမကြီးတစ်လျှောက်မှာစစ်ကောင်စီတပ်ကနေနီလန်းပေါင်းစုံနဲ့စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့အတွက်အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အကြောင်းကို KNDF ဖြူဟာအမှတ်1ကထုတ်ပြန်ထားတာပါ။ အဲ့ဒီလမ်းကိုမတ်လ20ရက်နေ့ကစပြီးရင်ကြီးရင်ငယ်တွေနဲ့ခရီးသွားလာတာတွေမပြုတ်လို့ဖို့မြစ်တာရက်ခံထားပြီးအများပြည်သူလုံခြုံရေးအတွက်ပြန်လည်သွားလာနိုင်မယ့်အချိန်နဲ့ရက်ကိုပြန်လည်ကြေညာပေးမယ်ကြောင်းအဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်လက်ရှိလွိုက်ကောစီဆိုင်လမ်းမကြီးကို PNO ပြည်သူ့စစ်နဲ့စကားဆတက်တွေကထိန်းချုပ်ထားပြီးတော့ Greeny P နဲ့တောင်ကြီးမြို့ကိုဆက်သွယ်ပေးထားတဲ့လမ်းဖြစ်ပါတယ်ဒေသခံတွေကတော့ကုန်စည်စင်းမှုနဲ့ခီးသည်ပို့ဆောင်ရေးအတွက်အသုံးပြုကြပြီးတော့လက်ရှိအချိန်ထိအဲ့လမ်းမကြီးကိုအသုံးပြုနေတော့မယ်လို့လွိုက်ကောဒေသတယောက်က DPP ကိုပြောပါတယ် ော့လက်ကစီဆိုင်လောကလမ်းမကြီးတောင်ကြီးလမ်းကသူကတော့ဟိုကုတ်ထုတ်လမ်းလဲဟုတ်တယ်ခီးတဲ့သွားတဲ့လမ်းလဲဟုတ်တော့ဘောเนาะဟိုဥစ္စာဘောနေ့တိုင်းသွားနေတာတော့ညနေ၄နာရီကနေအဲတို့ဖြတ်ဖြတ်တန်းတာတော့6နာရီဘောသူတို့တတ်မှတ်တဲ့ဂိတ်တွေကတော့6နာရီကျော်ရင်တော့ပြီးမချက်တော့ဘူးဒါပေမဲ့အဲ့ဒီဂျားမှာတော့သွားနေရတော့တော်တော်များတယ်နောက်နေရပြန်လာတဲ့သူတွေကလည်းတရက်တရက်ကိုကအတီးဥစ္စာလောက်ရှိမယ်တရာကျော်တရာကျော်တော့ပုံမှန်ဝင်နေတာဘောเนาะ လာကောမျိုးပုံမှာတော့ပြည်သူတွေအနေနဲ့ပုံမှန်တိုင်းသွာလာလို့ရနေပြီးစစ်ကောင်စီဘက်ကမြို့ထဲမှာလုံခြုံရေးပိုင်းနဲ့ဒေသခံတွေနေရပြန်မှုအတွက်ကိုစစ်ဆေးရေးတွေလျှော့ချထားတယ်လို့ဒေသခံတွေက DPP ကိုဆက်ပြောပြပါတယ်စစ်ဆောင်စခန်းတွေမှာတောက်ရီတုံးရီမလုံလောက်တာတွေအလူရှင်မရောက်နိုင်တဲ့နေရာမျိုးကစစ်ဆောင်တွေဟာမတောက်ခံနိုင်တဲ့အဆုံလိုက်ကောမျိုးကိုပြန်လာကြတာဖြစ်တယ်လို့လည်းမြေပြင်မှာကူညီတဲ့သူတွေကဆိုပါတယ်ဒီဘက်မှာတော့အကုန်လုံးကတော့ငတ်ငတ်တေးတေးရေလဲရှားနေပြီးတော့ဒုက္ခရေရောက်လာတော့အမှန်ပဲဗျအလူရှင်ကလည်းတော်တော်များများနေသွားပြီ ဆိုတော့အဲ့ဒီဘက်ကိုသွားမယ်ဆိုရင်တို့ကစားဖို့နေမလားပြန်ပြီးတော့ပြေးလဲမလားနောက်တချို့ကျတော့လေမြို့ပေါ်ကလွယ်ကောမြို့ပေါ်ကလူတွေကမြို့ပေါ်မှာနေတာကြာတာဖြစ်တဲ့အတွက်တချို့လူတွေကကိုယ်ကိုယ်မတိန်လဲတေးပါစေဆိုပြီးတော့ပြန်ညားတာလူရှိရဲ့ဗျတိုးတော်ညာလဲတကယ်တကယ်တမ်းတော်လိုင်းကြီးတွေအတိုက်ပွဲတွေဖြစ်ခဲ့တဲ့အခါကြရင်တော့ဒီတစ်ခေါက်ကျတော့တို့တို့ကဒီဘက်ကနေပြီးတော့မပြန်နဲ့လို့တော့ပြောပြထားတာတော့ရှိတယ်အာတကယ်လို့တခုခုဖြစ်ခဲ့မှဆိုရင်ပြီးခဲ့တဲ့ခေါက်ကတို့ကငဲ့ညာပြီးထုတ်ရတဲ့အခါမှာကျွန်တော်တို့ဘက်ကကြာလာရတယ်တော်တော်များတာဟုတ် လက်ရှိမိုးပြဲပြန်ရဖို့အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေဟာစီဆိုင်ဘက်မှာလည်း PNO ပြည်သူ့စစ်နယ်ပေါင်းပြီးစစ်ရေးလှုပ်ရှားမှုတွေပါလှုပ်လာတာပါ။ဒါကြောင့်လွိုက်ကောစီဆိုင်ကားလမ်းမကိုယာယီပိတ်ထားတာဖြစ်ပြီးလမ်းပြန်အသုံးပြုနိုင်မဲ့အချိန်နဲ့နေရက်ကိုပြန်အသိပေးမှာဖြစ်ပြီးတော့သတိပေးထုတ်ပြန်ချက်ကိုလိုက်နာမှုမရှိပါကဖြစ်လာမဲ့ကိစ္စရက်တွေကိုတာဝန်ယူမှာမဟုတ်ကြောင်း KNDF ကထုတ်ပြန်ချက်မှာပါရှိပါတယ်။ကျွန်တော် Morris ပါ။